အားလုံးပဲမင်္ဂလာပါ The United Show YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါတော့အခုဒါမနေ့ညကံသွားတဲ့ Europa League ပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ Real Sociedad တို့ရဲ့ပွဲစဉ်ကိုအားကစားကြောင်ရှင်ဖြစ်တဲ့ကိုစီသူနဲ့အတူတူသုံးသပ်ပြောကြားသွားမှာဖြစ်ပါတယ်။ကိုစီသူမင်္ဂလာပါ။မင်္ဂလာပါခင်ဗျာ။ဒါ United ကတော့အချက်အလက်တွေရတော့ဒါ Europa League ပွဲကိုရှုံးပွဲမရှိဒါဆက်လက်ပြီးတော့ချီတက်နေနေနေသေးပဲပေါ့နော်။ဒါပေမဲ့ဒါ UEFA နဲ့ပွဲစဉ်ရလို့ပဲ United ကမနေ့ကတော့ ကတာထွက်လေးရတယ်လှတယ်ဒါဟိုပွဲကိုနည်းနည်းတော့ဟိုဟိုကစားဟိုစုံမထားနိုင်တယ်လို့ပြောလို့တော့ရတယ်ဒါပေမဲ့ဂိုးပေးရပြီးရဲ့နောက်ပိုင်းမှာတော့ခြေစွမ်းဟိုနည်းနည်းရိမ့်ရိုင်သွားတယ်ပေါ့နော်ဆိုတော့အသင်းရဲ့မနေ့ကဒီ performance နဲ့ပတ်သက်ပြီးတော့အကိုစီသူရဲ့ဒီအမြင်လေးကိုပြောပြပေးပါအောင်ဟုတ်ကဲ့ဗျအဲမနေ့ကမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲဒီလက်တလောကျွန်တော်တို့ကြုံတွေ့နေရတဲ့အခြေအနေ အကုန်လုံးနဲ့နှိုင်းရှင်ကြည့်မဆိုရင်မနေ့ရက်စီစွမ်းကအားရဖို့ကောင်းတဲ့အနေထားလို့ပြောလို့ရတယ်ပေါ့နော်အဲခြေပါကိုပေးပြီးရနောက်ပိုင်းမှာတော့တော်တော်လေးကိုကြဆင်းသွားတယ်ပြီးတော့ဒီဟာအမော်ရင်ပြောခဲ့သလိုပဲပေါ့နော်အဲဒီအသင်းကမောပန်းနေရထားရဖြစ်နေရဆိုပြီးတော့သူပြောသွားတယ်ဒါလည်းမှန်ပါတယ်ပြောမဆိုရင်အရန်ကုန်ထမ်းပါတော့ဒီအင်ပြာပြည့်မြင်ရခြင်းမရှိဘူးပေါ့နော်လူအင်အားအနေထားအရအဲ့တော့ဟိုကြသွားတာလက်ခံရမယ်ပြီးတော့ဒီ တန်ရာပြဿနာရေးအကြောင်းဒီလိုမျိုးကြားတယ်လို့ကျွန်တော်ရေးပြရယူဆလို့ရတယ်အဲ့တော့ဒီရှီပါကိုပေးလိုက်ရတာလေထုံးစံတိုင်းပနတီပေါ့နော်ပနတီကလည်းပေးတင်ပေးထိုက်တဲ့ပနတီရောဖြစ်တယ်ဒါပေမဲ့ကန်ဆိုးလို့ဖြစ်တဲ့ပနတီဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘာပြောပြောအဲ့ဒီဖြစ်ရတွေကိုဖယ်ပြီးတော့ကြီးလိုက်မယ်ပထမပိုင်းကစားပုံပြီးတော့ဒီကိုမပေးရခင်ဒီကစားပုံအားလုံးကိုကြီးလိုက်မယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေလာပါဘူးဟိုကျွန်တော်မြင်နိုင်တယ်ပေါ့နော်အထူးသဖြင့်တိုက်စစ်ပိုင်းကအခွင့်အရေးတွေအမ် ြင်လာရတယ်ပေါ့နော်ကစားကွက်ကနေရတဲ့အခွင့်အရေးတချို့မြင်လာရတယ်ဒါအရှိကောက်လျှောက်တွေမှာကျွန်တော်တို့သိမမြင်ရတဲ့အခွင့်အရေးတွေမြင်လာရတယ်အဲ့တော့ဒီအချက်ကတော့ကြုံဆွေးရမယ့်အချက်ဖြစ်တယ်ပေါ့နော်ခြုံပြောရမယ်ဆိုတော့ကောင်းတဲ့အချက်ကပိုများတဲ့ပေါ်ရင်ဖြစ်ခဲ့ပါတယ်ဗျအဲ့နောက်ပြီးတော့ဒါ real မဟုတ် society ဘက်မှာလည်းဒါ zubi အဓိကကစားသမား zubi man ဒီမပါလေဒါ united အတွက်တက်တာရရွားရလို့ပြောလို့ရတယ်ပြီးတော့ဒါ united ရဲ့ wing back တွေကလည်းဒါ ိုးမရခဲ့ဘူးဆိုတာလေဟွိုင်လန်းကိုဒီနေ့ပွဲမှာဒီ chance မပေးနိုင်ခဲ့တာလေတိတာဝါရဲ့တစ်ချက်လို့ပြောရမယ်ဆိုတော့ United ရဲ့ဒါမနေ့ကဒီပွဲမှာဆိုလို့ရှိရင်အာတက်တစ်ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုဘယ်ဘိုင်းဘယ်ယာရီကပို့ပြီးတော့ influence လုပ်ထားတာပုံများရဲ့လို့အခုအနေနဲ့ထင်တယ်။အဲနောက်ပြီးတော့ဟိုဒုတိယအကြော့အတွက်ကိုအဲ့ဒီဘယ်ဘိုင်းတွေကိုပို့ပြီးတော့ပြင်ဆင်လာတင့်တယ်လို့အခုမြင်လည်းမသိဘူး။ဟုတ်ကဲ့ဗျ။အာဒီဒီနှစ်ပွဲမှာကစားသွားတာ တော်တော်လေးအပြင်ဆင်မှုကိုတွေ့ရတယ်ပေါ့နော်အဓိကတော့အခါနာချူကိုညာတောင်မန်ဘက်ကိုရောက်သွားတယ်ပေါ့နော်အဲအဲ့ဒီအရွေးကိုကျွန်တော်တို့ဂျူဆိုတယ်အပေဘက်မှာကစားတာကအခါနာချူရဲ့အဆုံးသက်စွမ်းရည်ဆုံးဖြတ်ချက်စွမ်းရည်တွေကလိုအပ်ချက်ရှိတယ်ပေါ့နော်အဲလိုအပ်ချက်ရှိတဲ့အခါမှာပုံမှန်အမြင်ပြပေတော်မှာကစားရဲဆိုရင်ဒါ inverted winger ဆန်လေအတွင်းကိုညာချင်းနဲ့ချိုးဝင်ပြီးတော့ပြန်သွင်းတာကိုအများစုလုပ်ကြတယ်ပေါ့နော်ဒါကို inverted winger type လို့ခေါ်ပြီးတော့ညာတောင်မှာ အများခြေနဲ့ကစားရဲဆိုရင်ဒါ traditional winger type လို့အကျမ်းပြတ်သတ်မှတ်ကြပါတော့เนาะအဲ့တော့လက်ရှိအာကာနာချိုရဲ့အနေထားအရာ inverted type မှာသူ့အနေနဲ့အဆုံးသက်ဆွမ်းရင်ဆုံးဖြတ်ချက်ဆွမ်းရင်လိုအပ်ချက်ရှိနေတယ်ဒါပေမဲ့ညာဘက်မှာဆိုရင်သူ့အနေနဲ့ဖြတ်တင်ပြပူရတာပို့ပြီးတော့လွဲကူပဲပေါ့နော်ညာခြေနဲ့သူကစားပြီးတော့ဒီအဆုံးဘက်ကိုဆွဲပြီးတော့တင်ပြရမျိုးတွေပို့ပြီးတော့လွဲကူတယ်အဲကျွန်တော်တို့ Manchester City မှာဒုက္ခကိုမြင်ရတဲ့လိုမျိုးပေါ့လေအဲ့တော့အဲ့ဒီပုံစံလေးကလိုက်တယ်လို့ကျွန်တော်တို့ယူဆမိတယ် ပြီးတော့တစ်ချိန်တည်းမှာဒါလူ win bus မှာညာ win bus ပေါ့လေအားလုံးလည်းအဲသတိထားမိလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်ဒါလူကညာတောင်မှာမှာဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒါကသူ့အနေနဲ့ natural ဖြစ်တယ်ပြီးတော့သူ့ရဲ့အဲဒီနီးစနစ်အရေးသွေးနဲ့ကြတော့အဲ့ဘက်လောက်ပဲအဆင်ပြေတာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကန်နာချိုနဲ့ဒါလူညာတောင်မှာရှိနေခြင်းကအဲ United တို့ပို့ပြီးတော့အဆင်ပြေတယ်အကောင်းဆုံး option တစ်ခုလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်လက်ရှိအသင်းရဲ့ပေးထားချက်ရမှာဆိုရင်ပြီးတော့ sexy ကိုကျွန်တော်တို့ နံပါတ်10ပုံစံနဲ့ဆက်ပြီးတော့တွေ့ရတယ်အဲ့တော့အဲဇက်ဇီကပဲ LAM လို့နေရာမျိုးမှာရှိတယ်ခန္ဓာချိုက RW ပုံစံမျိုးဒါလိုနဲ့တွဲပြီးတော့ကစားသွားတယ်ပြီးတော့ LWB ကနေဒေါ်ကူကဘယ်ဘက်ကနေပေးမဲ့ wood ကိုပေးတယ်အဲ့တော့အဲ့ဒီအချက်တွေက အဲ United မှာတွေ့ရတဲ့အရွေးတစ်ခုဖြစ်ပြီးတော့ဒီပွဲမှာဆိုရင်အဲချီဇွမ်းပိုင်းတိုးတက်ဖို့အတွက်အထောက်အကူဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်။ပြီးတော့ Bruno Fernandes ကတော့ကွင်းလက်မှာပွဲထွက်လာတယ်ပေါ့နော်။အပြီးတော့ Casemiro ပါတယ်။အဲ့တော့ Casemiro ကတော့ဒီပွဲမှာထူးထူးခြားခြားပဲတော်လေးချီဇွမ်းပြနိုင်တာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ဘလို့သွားပြီးတော့ကြည့်လို့ရလဲဆိုတော့ Casemiro ကွင်းလက်ပိုင်းမှာဒီကွင်းလက်ခန်းစစ်ပိုင်းကွင်းလက် base ပိုင်းကိုအကောင်းဆုံးကစားနိုင်မယ်။ပြီးတော့ကွင်းလက်အလယ်မှာဒီ ball progression လုပ်နိုင်တဲ့ Bruno Fernandes ပါနိုင်မယ်ဆိုရင် United တိုက်စစ်အတွက်တော်တော်လေးထောက်ကူဖြစ်တာကိုတွေ့ရတယ်ဒီဘွဲမှာအဲ့ဒီအရာတွေအကုန်လုံးဖြစ်ခဲ့တယ်ပေါ့နော်ဒါကပြောမယ်ဆိုရင်တော့ဗျာကက်စီမီရိုဒီလိုခြေစွမ်းရမရကတော့ကန်တီကမ်မပြောလို့မရဘူးပေါ့နော်ဒါသူ့အပေါ်ပဲမူတည်နေရပြောမယ်ဆိုရင်အဲ့တော့ကက်စီမီရိုလိုခြေစွမ်းရတယ်ဘလူးနိုလည်းအလိုတွဲဖက်ထားနိုင်တယ်ဆိုရင်ဝင်းလယ်ကတော်တော်လေးတက်လာတာတွေ့ရတယ်ဝင်းဘတ်စီမှာလည်းမန်ကန်တဲ့ profile ရှိခြင်းက United ကိုအထောက်ပံ့ပေးခဲ့တယ်ပြီးတော့ဒီ white line ကလွဲလို့ပေါ့နော်အရှိမကစားတဲ့3-4နှစ်တက်မှာကစားတဲ့4နှစ် ဒီ6ရောက်ဆိုလို့ကတော်တော်လေးကောင်းခဲ့တာမြင်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာမြင်ခဲ့ရတဲ့နီးပြားပိုင်းဆိုင်ရာအချက်တွေအဖြစ်ကျွန်တော်ဒီအချက်တွေကိုတင်ပြခြင်းနဲ့ပြီးတော့ United ရဲ့ခြေစွမ်းအတွက်တိုးတက်လာမှုအတွက်လည်းဒီအချက်တွေကအခြေခံဖြစ်တယ်ဆိုကျွန်တော်တို့ယူဆပါတယ်ဒီနေ့ဘွဲမှာဆိုလို့ရှိရင်ရောဒါအာခြေစွမ်းပြခဲ့ကစားသမားရောရှိရဲ့60တို့ဒါကခုနပြောလို့ပဲကက်စမဲယိုလည်း ထည့်သွင်းပြနိုင်ခဲ့တယ်ဒီထည့်သွင်းမပြတာကြာပြီဝေဖန်ခံနေရတာကြာပြီဆိုပေမဲ့ဒီနေ့ပွဲမှာထူးခြားပြခဲ့နောက် delete တို့ယူယူတို့လည်းဒါမစိုးဘူးပေါ့ဆိုတော့မနေ့ကပွဲမှာဆိုလို့ရှိရင်ရော performance ကောင်းကောင်းပြနိုင်ခဲ့တဲ့ကစားသမားတွေဆိုလို့ရှိရင်အခုမြင်ရဗနေရောက်လို့ရှိနေလဲပြီးတော့အဲ့ဒီကစားသမားတွေရဲ့ performance အသင်းရဲ့ဒီမနေ့ကရလက်ပေါ့ဘယ်လောက်ထိ impact ဖြစ်သွားလဲဆိုတော့အော်အခုရဲ့အမြင်လေးကိုပြောပြပေးပါဦးဟုတ်ကဲ့ဗျတကယ်တော့9 day အထိဖြစ်ခဲ့တဲ့နေပေါ့နော်အခွင့်အရေးတွေကို အခုတက်ပေါ်ပြီးတော့ဒါအသုံးချနိုင်ခဲ့တဲ့တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်ခုနကပြောသွားတဲ့6ရောက်စလုံးကဒီပွဲအတွက်တော်တော်လေးအရေးပါတယ် white line ကတော့တော်တော်ခြေစွမ်းပြောင်းနေတယ်ပေါ့နော်ဒါကတော့အဲဒီလိုပဲဖြစ်တတ်ပါတယ်တက်စမှုတွေကဒီလိုအခြေအနေမျိုးပါပေါ့နော်သူ့အတွက်အခုတက်အခွင့်ရေးဖန်တီးပေးနိုင်မှုလည်းလိုတယ်ပေါ့နော်အဲဥပမာပြောရမယ်ဆိုရင်ဒါလိုလွတ်သွားတဲ့တစ်ချိန်ဆိုရင်ဒီအနောက်ကိုသူပြန်ပြီးတော့ချပေးတယ်ပေါ့တကယ်တော့ white line စီတက်တက်ချပေးနိုင်ခဲ့တဲ့တယ် ဟိုတာလိုအနေနဲ့ဒါဆိုရင်ကိုရနိုင်ချင်မြင်တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့တိုက်စစ်အခြေအနေတွေမှာ violence ကိုဟိုမပေးနိုင်တာမျိုးတွေကျွန်တော်အများကြီးမြင်ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ violence ဆိုရင်အခုလိုဖြစ်ရချင်းတရက်ခက်နေရတခုသူကိုယ်တိုင်လည်းအားနဲ့ရပါတယ်ဒါပေမဲ့အသင်းပေါ်တွေကပံ့ပိုးမှုမရတော့လေကျွန်တော်တို့အထက်စဉ်းစားရတယ်အဲပြီးတော့ဒီ overall ကစားပုံနေနဲ့ဆိုခုန6ရောက်လုံးကတော်တော်လေးအဆင်ပြေခဲ့တာကိုကျွန်တော်မြင်နိုင်တယ်ခန့်စစ်ကတော့ဗျာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ဒီမှာမကြာခဏကျွန်တော်တို့ပြောခဲ့ကြသလိုပဲခန့်စစ်က အမားရင်တယောက်ချင်းအမားရင်နေမလုပ်ဘူးဆိုရင်ခံစားကတော်တော်လေးအဆင်ပြေတယ်အထူးသဖြင့်ဒီဒီဘက်မှာဆိုရင်ကျွန်တော် off the ball position မှာ9-1ပုံစံမျိုးတွေတွေ့ရတယ်အဲ့လိုမျိုးပုံစံလေးနေကခံစားကအချိန်နေမပြတ်ထိန်းထားနိုင်တာကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးတော့ဒီဘက်မှာနောက်ထပ်အပေါင်းလက္ခဏာတစ်ခုအနေနဲ့ဆိုရင်ခုနလိုမျိုးတိုက်စစ်ကိုကောင်းကောင်းကစားနိုင်တဲ့အခါမှာကျွန်တော်တို့ဘာပြီးတော့ဘာသွားပြီးအဆင်ပြေလဲဆိုတော့ဥဆောင်ကိုပို့ပြီးတော့ရှားနိုင်တဲ့ chance တိုးလာတယ်ပေါ့နော်ဒီရာဒီမှာဆိုရင်ဥဆောင်ကိုပေးရတဲ့ပွဲတွေကပိုများတယ်ပေါ့လေ အဲ့တော့အဲ့အရှင်နေရာနေဒီပွဲမှာဦးဆောင်ကိုကို United အနေနဲ့ရအောင်စတင်နိုင်ခဲ့တာတွေ့ရတယ်အခွင့်အရေးလည်းအများကြီးပဲပြီးနိုင်ခဲ့တယ်ဆိုစီတဲ့အနေနဲ့ပြောမဆိုရင်ဦးနာနာချင်းကိုက်နေရတယ်ပေါ့နော်ပွဲချင်းအတော်များများမှာဒုတိယပိုင်းမှသာအခွင့်အရေးကောင်းနေပြန်ရလာတာပေါ့လေအဲ့လိုဖြစ်အောင်ကစားနိုင်ခဲ့တဲ့အတော့အဲဒီမနေ့ကပွဲမှာဆိုရင်ကျွန်တော်အနေနဲ့ white line ကလွဲလို့ကျန်တဲ့ကစားသမားတွေအကုန်လုံးကိုဒီအပေါင်းလက္ခဏာစောင့်တယ်လို့ကျွန်တော်တော့သတ်မှတ်ချင်တယ်အဲ့အကုန်လုံးထဲမှာမှကျွန်တော်6-0ကိုအဲဒီ United ရဲ့ဒီဒီရာလက် ထွက်ခြင်းအပြည့်အဝနောက်ထပ်အနာဂတ်အတွက်ရလက်တွေအတွက်အရေးပါတဲ့ကစားသမားအဖြစ်သတ်မှတ်ခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ United ကဒီ Bruno Fernandes အရှိမမကစားရင်အခွင့်အရေးရတာနည်းတယ်ဒါပေမဲ့အနောက်မှာလည်းမကစားလို့မရဘူးဆိုတဲ့ပြဿနာနှစ်ခုတက်ပြီးရပေါ့နော်အဲ့တော့အခု Bruno Fernandes နောက်ကိုကစားပြီးလေကွင်းထဲမှာကစားတယ်ပြပပြဖို့မှာကစားတယ်အရှိမ Sexy ကိုသုံးတယ်တဖြည်းဖြည်းနဲ့အတော့တက်လာတာကိုကျွန်တော်တို့မြင်နိုင်တယ်ပေါ့နော်လိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒါပေမဲ့ Xavier ရဲ့ profile နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီ inside forward role ကသူ့မှာရှိနေတဲ့အခြေသွေးတွေနဲ့ကွက်တီဆိုတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်အဲ့တော့အခုလိုမျိုး Xavier ခြေစွမ်းပြနိုင်ခဲ့ခြင်းကအနောက်ဘွဲတွေပေါ့နော်လာမယ့်အကျော့အတွက်ကောတော်လေးကိုအပေါင်းလက္ခဏာပြီးနိုင်တယ်တကယ်လို့သာ white land အနေနဲ့ပုံမှန်ခြေစွမ်းကိုပြင်ပြီးတော့ရအောင်ကစားနိုင်ခဲ့ပြီဆိုရင် United ဟာကျွန်တော်ပြီးခဲ့တဲ့လတွေမှာတွေ့ခဲ့ရတဲ့အသင်းထက်ပိုကောင်းတဲ့အသင်းကို မြင်ရလိမ့်မယ်လို့ကျွန်တော်တို့ယူဆရတယ်။ဒါပေမဲ့အခုအတိုင်းကစားနိုင်ဖို့ဒေတာပေါက်လိုအပ်နေတယ်။အခုအတိုင်းဆိုတော့တယောက်ချင်းစီပေါ့နော်။ကက်စီမီရိုကအစားပေါ့။ကက်စီမီရိုမဟုတ်ဘူးဆိုလည်းဥကတေဝင်ကစားမယ်။ဥကတေကမနေ့ကကက်စီမီရိုကစားနိုင်တယ်လို့ကစားဖို့လိုအပ်တယ်။တဲ့ကစားသမားအများစုကတော့ဥမာဘရူနိုတို့အဲဒီဒေါဂူဒါလိုအစားရှိသမီးဒီကစားသမားတွေကခြေစွမ်းအတက်ကြအရင်မများဘူးဒီ level မှာပဲရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီ CDM ရိုးကကစားသမားရဲ့အပြော sexy ခန္ဓာချို့ဒီကစားသမားတွေအနေနဲ့ပုံမှန်ခြေစွမ်းရဖို့လိုတယ်။ white land အနေနဲ့ ကိုကောင်းမယ်ဆိုရင်သိကြတယ်ဒုတိယအကြော့မှာလည်းအခုလိုမျိုးအမ်ဘယ်လိုခေါ်မလဲ overwhelming ဖြစ်တဲ့စွမ်းဆောင်မျိုးဆက်ပြနိုင်တယ်ကျွန်တော်တော့ထင်မြင်မိပါတယ်ခုနကပြောတဲ့စကားကိုပြန်ပြောရမှာဆိုရင်နောက်တန်းဒါဒီယာဒီမှာဆိုရင်ခုနကပြောလို့ပဲတဦးချင်းအမားတွေမလုပ်လို့ရှင်အဆင်ပြေရပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှင် အစပိုင်းကတော့အဆင်ပြေရဒါဒုတိယပိုင်းအထိကိုတော်တော်အဆင်ပြေကိုဘေးရပြီးရင်နောက်ပိုင်းမှာဒီဟိုဆိုစီဓာတ်ဘက်ကနေလွတ်လွတ်ကျွတ်ကျွတ်ကန်ဝင်ရတဲ့အလုံးတွေပါ ਈ ဟိုရှိလာတယ်နောက်ပြီးတော့နောက်ဟိုဟိုကစားသမားတော်တော်များများဟိုကဒါစိတ်တက်ကြွားလာဟိုပြောမစို့ energy ကြွားလာတော့ဘာလဲတော့မသိဘူးပေါ့နော်တော်တော်ကြီးကိုကြွားတာတွေ့ရအဲ့ဒါအရာဟိုဘယ်ချက်တွေနဲ့ဆိုင်နေရလို့အကိုမြင်လဲမသိဘူးအဓိက energy ကြွားတာကျွန်တော်အဲ့ရအောင်တိတိတတဟိုထောက်ပြလို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမကြအောင်ဘယ်လိုလုပ်ရမှာလဲဆိုတော့ rotation လုပ်ရမှာဒါပေမဲ့ပြဿနာက rotation မလုပ်နိုင်တဲ့အခြေအနေဖြစ်နေအသင်းတစ်သင်းကလူ9ယောက်လဲခွင့်ရှိရဒါပေမဲ့ လဲကြအောင်မရှိဘူးဖြစ်နေပါတော့။အလဲလိုက်ပုံစံလုံးဝပြတ်သွားမဲ့အခြေအနေမျိုးတွေကို United ကအများကြီးကြုံတွေ့နေရတယ်။အဲ့တော့အဲ့ဒီစေတနာကဒီ fatigue accumulation ဒီကျွန်တော်တို့ပင်ပန်းနှုန်းနယ်မှုစုဆောင်းမှုကိုဖြစ်ပေါ်စေပြပေါ့နော်။အဲ့တော့တောက်လျှောက်စုဆောင်းလာတဲ့အတွက်အခုလိုမျိုးရုပ်ချင်းကြဆင်းမှုတွေဖြစ်လာရတယ်ပေါ့နော်။အဲ့တော့ဒါကတကယ်တော့တွက်ထားလို့ရတယ် United အဲ့လိုဖြစ်မယ်ဆိုတာတွက်ထားလို့ရတယ်။နောက်ပွဲတွေလည်းကျွန်တော်တို့အဲ့ဒီအခြေအနေမျိုးရှောင်လွဲနိုင်ဖို့မမြင်ဘူးပေါ့နော်။ fatigue ြဿနာကအဲ့လိုမြန်မြန်ဖြေရှင်းဖို့လို့လည်းမဖြေရှင်းတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ဒီတဖြည်းဖြည်းနဲ့ depth တွေဖြစ်လာပါဘာတဖြည်းဖြည်းနဲ့ဒီဟာတွေပို့ပြီးတော့တက်လာတယ်တက်လာရင်တက်လာရင်လည်းအခုလိုမျိုးတန်ရာတွေမကြာခဏရနိုင်တာမျိုးတွေအနေရရှိတယ်ပေါ့နော်အဲ့အနေရရှိတာဖြစ်တဲ့အတွက် United လက်ရှိမှာမြင်ရတဲ့ပြဿနာအဲ့လိုပြဿနာအဲ့တော့ Amorian အနေနဲ့ဘယ်လိုဖြေရှင်းသင့်လဲဆိုရင်ဒီကွန်းလေကွန်းလေပဲဖြစ်ဖြစ်ဒီနောက်တမ်းပဲဖြစ်ဖြစ်လူစားလဲမှုကိုပို့လို့သင့်တယ်အယုံကြည်တဲ့နယ်ပေါ့နော်ဒါထားပါလားဒီနေ့ပွဲမှာဆိုရင်ကိုလီယာတို့အရှံဖော်နှမပါလာတယ်ဆိုရင်ပို့ပြီးတော့ထည့်သွင်းပြီးတော့ အစားတင်မယ်အဲ့လိုနီးရဖြစ်မယ်ပြင်ရှင်းလို့ရမယ်အဓိကကစားဟန်နဲ့အရင်ဆိုင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ United အနေနဲ့မနေ့ကကစားပုံပေါ့နော်မနေ့ကဂိုးမပေးရခင်အဲဒီဖောင်းပေါ်မှာဖြစ်ခင်တော့60မိနစ်60အထိပဲထားပါတော့1 hour max မှာကစားခဲ့တဲ့စွမ်းဆောင်ရင်ရဖို့အတွက်သူတို့တော်တော်လေးအထောက်ရတယ်သူတို့ရှိရတဲ့ပုံအထောက်ရတယ်ပုံအထောက်ရတဲ့အခြေအနေမှာအဲဒီပွဲရလည်းကျက်နေတယ်ကစားသမားအင်အား limitation ရှိတဲ့အတွက်အခုလိုမျိုးပို့ပြီးတော့ပြင်ပန်းလုပ်ရမှုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ half hour max ရောက်ရင်တော့ထပ်ပြီးတော့ အဲလူသားလဲတင်တယ်လို့ကျွန်တော်မြင်တယ်ဒါအတခုလေးတော့ဖြစ်ရှင်းမှုပဲဖြစ်လိုက်မယ်လို့မြင်ပါတယ်ဗျမနေ့ကဒါကတော့ဒီ United ပြည်သက်တွေလက်မခံကြရင်တခုပေါ့နော်ပနတီနဲ့ပတ်သက်ပြီးတော့ဒီဒိုင်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမြင်လဲညီမတို့ဒါကတော့ မပေးသိဘူးလို့တော့ညီမအမြင်ကတော့မြင်တယ်ဟိုခေါင်းတိုက်တဲ့ဘောကလည်းဟို9နိုင်ခြေရှိတဲ့ဟိုဟိုဘောဟိုဂိုးဖို့အလားလားနဲ့ chance အရန်နေတဲ့ဂိုးလည်းဖြစ်တယ်ဆိုတော့ဟိုပြီးတော့သူ့ရဲ့လမ်းကြောင်းကလည်းဂိုးလည်းသွားရဲ့လမ်းကြောင်းမဟုတ်ဘူးလို့တော့ညီမမြင်တော့အဲ့ဒီအလုံးကတော့ညီမတို့မပေးသိဘူးလို့တော့မြင်တယ်ပန်နတီမှာတော့ဒါကတော့ကန်ဆိုးပြီးတော့ပေးလိုက်ရတယ်လို့ပြောရမယ်ပါဆိုတော့ဟိုဘယ်သူမှလည်းစောရကလည်းမတက်ဖဲနဲ့ဟိုဘီရာရုံးကသွားကြည့်ခိုင်းပြီးတော့ပေးပေးလိုက်တာဆိုတော့ အဒီဒိုင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးရောအကိုဘယ်လိုမြင်လဲမသိဘူးအဲပြဿနာကမပေးသင့်တဲ့နေရာမှာပါတယ်ပေါ့နော်အဒီကြာကျွန်တော်ကဟိုအားရကြည့်ရင်လေအမ်စင်ကျင်တုံတရားနဲ့ကြည့်မယ်ဆိုမပေးသင့်တဲ့နေရာမှာပါတယ်ပေါ့လေဒါပေမဲ့ပြဿနာကဒိုင်းနေရာအဲ့ဒါနဲ့ကြည့်ရမှာမဟုတ်ဘဲနဲ့စာစာအုပ်ထဲကညွန်ကြားချက်တိုင်းကြည့်တာဖြစ်တဲ့အခါမှာကြာတော့အဲပရီးမီးယားလိဂ်နဲ့ဥရောပနဲ့တော့မတူဥရောပမှာလက်ထိဘောကပန်နတီဖြစ်စေတဲ့လက်ထိဘောတွေကပြင်းထန်တယ်ပို့ပြီးတော့ပြင်းထန်တယ်ပို့ပြီးတော့စာအုပ်ကြီးဆန်တယ်ပေါ့နော် တော့မနေ့ကအနေထားမှာကျတော့တကယ်တော့ Bruno Fernandes ကဘူးလိုဖိုင်နယ်လက်မှာမဟုတ်ဘူးဘသူမဆိုခုံနေဆိုရင်တော့လက်ကအဲ့လိုပဲဖြစ်မှာပဲလက်ကြီးကိုကတ်ပြီးတော့ဘသူမှမခုံမခုံဘူးပေါ့နော်ခုံခုံရင်လည်းလိုအပ်တဲ့အမြင့်ကိုရောက်မှာမဟုတ်ဘူးပြီးနားမှာကတ်ပြီးတော့အဲ့တော့ဒီဒီကိုစံတက်ဖို့အတွက် လက်ကိုအသုံးပြုရတယ်အတိုင်းနေရာတစ်ခုထိအဲ့တော့အဲ့လိုအတိုင်းနေရာတစ်ခုထိအသုံးပြုတဲ့အခါမှာမနေ့ကလို position ကဖြစ်မှာပဲဒါပေမဲ့သူတို့အဲ့ဒါကိုတွတ်တာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုတွတ်တာမဟုတ်ဘဲနဲ့ဆောက်တဲ့ကရေးသားချက်အတိုင်းပဲလက်က naturally bigger ဆိုတဲ့အခြေအနေမျိုးဖြစ်တဲ့ဆိုရင်ဒီ သူအဲ့အဲ့အချက်ကိုအတေးကြီးပြီးတော့တွက်ခဲ့တာပေါ့နော်လက်ကလေးလေးမြောင်းနေတယ်ပေါ့ပြောမှဆိုတော့မနေ့ကဖြစ်ရမှာဆိုရင်လက်ကလေးလေးမြောင်းနေတယ်ဆိုတော့ဖြစ်ရကိုသူကအဓိကကြည့်တဲ့အခါမှာတော့ပန်နတီဖြစ်သွားတာဒါပေမဲ့ United မို့လို့လည်းဖြစ်တာမဟုတ်တခြားပွဲတွေမှာတခြားသောဖြစ်ရတွေမှာအဲ့လိုမျိုးအများအမ်းဖြစ်လေရှိတယ်ပေါ့နော်ဒါဥရောပပွဲတွေမှာဆိုရင်ပို့ပြီးတော့ဖြစ်လေရှိတယ်ကျွန်တော်ဒီယာဒီနဲ့ပြီးခဲ့တဲ့ယာဒီမှာချန်ပီယံလိမှာအဲ့လိုဖြစ်ရနှစ်ကြိမ်လောက်ရှိခဲ့မှုတယ်အဲကျွန်တော်ဒီနာမည်တက်ပြောဖို့အခက်အခဲရှိလို့ပေါ့နော်မေ့နေလို့အဲ့လိုဖြစ်ဖြစ်ဖြစ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ ဟိုကန်ဆိုးမှုကိုပဲကျွန်တော်အဓိကသွားပြောရမှာပါဗောလေကန်ဆိုးမှုကိုအဓိကသွားပြောရမယ်ဒိုင်လူကြီးကတော့လက်ရှိဟို UFA ရညွန်ကြားချက်တွေအရာတော့အဲ့လိုမျိုးဆုံးဖြတ်ချက်ရမယ်ကျွန်တော်အထင်ကတော့ဒီ BA ရညွန်ကြားလိုက်တာ ਨੇ ကျွန်တော်ပေးပြီလို့ပဲအပိုင်းစဉ်းစားမိလိုက်ပါတယ်ဘာလို့လဲဆိုတော့ပြီပြီဆိုရင်တော့ဒါဒီသူတို့စောင်းနေပဲသွားပြီးတော့တိုင်းပါပဲစောင်းနေသွားပြီးတိုင်းတဲ့ခါမှာတော့ပေးတာမျိုးဖြစ်သွားတယ်ဗောလေအဲတခုရှိတာကအဲဒီ VR room ကတော့ဟိုဆိုစီတက်ကစားသမားတွေကလည်းတော့သိကြမှာသိပြင်မယ်လေ VR room ကဒီသူ့ရဲ့ ကမ္ဘာအနည်းငယ်ကြည့်နေတဲ့အခါမှာတော့ဒါတို့တို့ကဒီလိုပဲလုပ်မှာပေါ့နော်အဲ့တော့ဒါလည်းသူပြောချုပ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီသဘာဝညီအရာကြည့်မယ်ဆိုရင်မပေးသင့်ဘူးဒါပေမဲ့လည်းဒီစာအုပ်သဘောတရားအရာတို့တို့ပေးလိုက်တဲ့ဖက်တက်ဒီအခုအဖြစ်ပြီးပါလေဗျအာနောက်ဆုံးအမေကွန်းအနေနဲ့ပေါ့ဒါ United ဒုတိယအကြော်ပြန်ခံရမယ်စိုးတာကတော့ဒါအမြဲတမ်းရလက်စိုးနေတဲ့အိမ်ကွင်းမှာဒုတိယအကြော်အနေနဲ့ပြန်ခံရမယ်ဆိုတော့ဒုတိယအကြော်ဟိုအခုအနေနဲ့ဘယ်လောက်ထိ မျောလင့်ထားလို့ရမလဲလို့အထင်နေပြီးတော့တကယ်လို့ဒဏ်ရာဟိုကစားသမားကြီးပြန်လာမာနဲ့ဆိုတော့တချို့တလေတော့ပြန်ပါလာဖို့တော့ရှိရပါတော့ဦးကားဒေးတို့ပါလို့ဆိုတော့ဘလို့ changes တွေလုပ်လို့ရှိရင်ဒုတိယကြော်မှာပိုပြီးအကောင်းတဲ့ United ဖြစ်လာနိုင်မလဲပေါ့အကိုရဲ့အမြင်နဲ့သုံးသပ်ပေးပါဦးဟုတ်ကဲ့ဗျဒုတိယကြော်အတွက်လိုအပ်တာတော့အခွင့်အရေးတွေမှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ပြီးတော့ဒီ decision making ပိုကောင်းဖို့ပေါ့နော်အဲ decision making နဲ့ပတ်သက်လို့လည်း ဒီအမော်ရင်းပွဲပြီးပြောစကားထဲမှာကျွန်တော်တို့တွေ့ခဲ့ရတယ်။သူတို့ရဲ့ဒီဆုံးဖြတ်ချက်တွေအားရကြမရှိဘူးပေါ့လေ။ဒါကအမော်ရင်းပြောတော့လဲပို့ပြီးကျွန်တော်တို့ခုတ်လုပ်လို့ရပါပေါ့။ကျွန်တော်တို့မျက်မြင်ပွဲကြည့်ရင်တွေ့ခဲ့ရတယ်အဲ့လိုမျိုး။ဒီကစားသမားကိုပေးတဲ့နာဘာဖြစ်လို့ဒီကစားသမားကိုပေးရတာလဲဆိုတော့အမြင်မျိုး United ကစားသမားတွေအမြင်နဲ့လုပ်လို့ရှိတယ်။အဲ့တော့အဲ့ decision making တွေတိုးတက်အောင်ပြင်ရမယ်။ပြီးတော့ဒီရလာတဲ့ခွင့်ရေးတွေကိုကိုရအောင်သွင်းနိုင်တင်တယ်။မနေ့ကဆိုရင်ဒီတကိုးထပ်ပို့တင်တဲ့ အခွင့်အရေးတွေရတယ်ပေါ့ဒါပေမဲ့သူတို့မသွင်းနိုင်ခဲ့ဘူးအဲ့တော့အဲ့လိုလုံးနိုင်ဖို့လိုရဲကစားတာတပြေးပြေးနဲ့ပို့ပြီးတော့အဆင်ပြေတဲ့ဘက်ကိုရောက်လာတယ်ပေါ့နော်ဒါမနီးကစွမ်းဆောင်ရင်တော်တော်လေးအဆင်ပြေတယ်ပြီးတော့ United ကဒီရဒီမှာသတိထားကြည့်မယ်ဆိုရင်ဂျိုပါလိပွဲတွေမှာပို့ပြီးတော့တောင်းတတာရှိတဲ့ခြေစုံပြနိုင်တော့တွေ့ရတယ်စတူဘူကာရက်စ်နဲ့တော့လည်းဒါမိန်နူဒီနံပါတ်10ကိုတက်ကစားတာမျိုးကောင်းတယ်ပေါ့နော် Rangers နဲ့ပွဲတော့မကောင်းဒါပေမဲ့အဲဒီ Victoria Palace နဲ့ပွဲတွေတော့ဒီအပေါင်းလက္ခဏာကြီးမြင်ရတယ်အဲ့တော့ ြည့်ရတာယူရုပ်ပါပို့ပြီးတော့လမိုင်းကက်တဲ့ပုံစံမျိုးလေးသွားတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီချက်လေးရှိတယ်အင်ဂွေအားသာချက်ကတော့ကျွန်တော်အများကြီးထွက်ထွက်လို့မရဘူးအဲဘာလို့ဆိုတော့အာမတာနေဘူးပေါ့နော်လက်ရှိအခြေအနေမှာတော့အာမတာနေဘူးဒါပေမဲ့ခြေစွမ်းပိုင်းတိုးတက်လာတာကျွန်တော်တရေရင်မြင်ရတယ်အဲအခုတော့ရှိတယ်ပြီးအခုလာမဲ့လာမဲ့ပရီးမီးယားလိပွဲကအာဆင်နယ်နဲ့ကစားမှာတနင်္ဂနွေနေ့အဲ့တော့အဲ့ဒီပွဲပန်းမှုဒဏ်ကိုဟိုချိန်ကြီးနိုင်ဖို့တော့လိုအပ်တာပေါ့နော်အဲအာဆင်နယ်နဲ့ကဘယ်လိုပဲဖြစ်ဖြစ်ပွဲကကျက်မှာပဲပြီးတော့ဟိုလိဂ်ရက်တင်မှုတော့ အရေးမပါဘူးဆိုပေမဲ့ကြပြတ်တော့သွားကန်လို့မရအောင်တိချာကန်မှရမှာပေါ့နော်တိချာကန်မှရမှာဖြစ်တဲ့အတွက်ဒီအသင်းတို့ပြည်အားတော့ရှိနေရပါလေအဲ့တော့အဲ့ဒီဟာတွေကိုစီမံခန့်ခွဲနိုင်လဲဆိုရင်ဒီဒုတိယအကြော့ပွဲစဉ်ကိုကျွန်တော်အနေနဲ့အပေါင်းအပေါင်းအပေါင်းလက္ခဏာအနေနဲ့မြင်နေပေါ့နော်ရလက်ကောင်းလိမ့်မယ်လို့လည်းမြင်မိတယ်အခုအတိုင်းကန်နိုင်ဖို့တော့လိုတယ်အခုအ ਨੇ ဆုံးပြီးခဲ့တဲ့မိနစ်60အတိုင်းကန်နိုင်ဖို့လိုတယ်အဲ့လိုကန်နိုင်မယ်ဆိုရင်ရလက်ကောင်းလို့အများကြီးမျှော်လင့်လို့ရတယ်ကျွန်တော်တို့မနေ့ကမြင်တွေ့ခဲ့ရတဲ့ဆိုစီတက်က အဲပြောမယ်ဆိုရင်ဒါပုံမှန်ဆိုစီတက်ပဲတရားဒီမှာဆိုစီတက်ကအဲ့ဒီလိုမျိုးဖြစ်နေစီစွမ်းကြဆင်းနေလို့ကျွန်တော်တို့သတ်မှတ်ရမယ်ပေါ့နော်အဲ့တော့ United အတွက်ကြော်ဖြတ်နိုင်တဲ့ပြိုင်ဘက်ဖြစ်တယ်အဲ့လိုကြော်ဖြတ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ play that play ပုံမှန် play ကိုကြတော့ဒီအခုပထမအကြော်တိုင်းကစားနိုင်ဖို့လိုတယ်တိုးတက်လာမယ့်အပိုင်းတွေကတော့ goal သွင်းသေးကြဖို့လိုတယ် decision making တွေမှန်ဖို့လိုတယ်အဲ့ဒါအဲ့ဒါကိုလုံနိုင်တက်ဖို့ရှိတယ်ပေါ့နော်မလုံနိုင်ဘူးဆိုမှဒါကျွန်တော်တို့တခြားသောအဲဒရီဟာတွေဆက်ပြီးဖြစ်လာနိုင်တယ်ပေါ့လေ ဟုတ်အခုလို့ဖြစ်ကြပါရဲ့ကိုစီသူအထူးပဲကျေးဇူးတင်ပါတယ်အကြည့်ရှုအားပေးခဲ့ကြတဲ့ဘောလုံးပရိသတ်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်